တရုတ်ကူညီနဲ့စစ်ကောင်စီပြန်ရထားတဲ့လာရှုမှာအုတ်ချုပ်ရေးလက်ပတ်နိုင်မှုသာကြိုးပမ်းနေပြီးတော့လုံခြုံရေးစီမံနေမှရှိတာကြောင့်လက်နက်ကင်လူရဲမှုတွေမကြာခဏဖြစ်လာပြီးဒေသခံတွေကြားစိုးရိမ်မှုတွေတိုးလာနေပါတယ်။ပြီးခဲ့တဲ့မေလ18ရက်နေ့နေ့လယ်က လာရှိုးမြို့အမှတ်9ရပ်ကွက်ကဖုံးဆိုင်ဒီဇိုင်းကိုလက်နက်ကင်လူတစုကဓားတိုက်ခဲ့ပြီးဖုံးလုံး90ကျော်နဲ့ရွှေငါးချက်သားနီးပါးယူဆောင်သွားခဲ့တယ်လို့မေလာ17ရက်နေ့ကလည်းစစ်ကောင်စီရဲ့ပြည်내ရဲတပ်ဖွဲ့ယုံရှေ့ဘက်ကအိမ်တလုံးကိုတနက်ကင်ထားတဲ့လူတစုကဓားတိုက်ခဲ့ဟာရွှေငွေတွေနဲ့အိမ်စီးကားတစ်စီးကိုယူဆောင်သွားခဲ့တယ်လို့လာရှိုးမြို့ကန်ဒီကပြောကြားပါဗျာဓားအုပ်စုဟာ Toyota Crown မျိုးစားအိမ်စီးကားဖြူရောင်ကိုအဓိကအသုံးပြုလေးရှိပြီးတော့ပစ္စတိုတနက်တွေကိုကင်ထားကြတယ်လို့မြို့ကန်ဒီရဲ့အဆိုအရတိရက်က သူတို့တွေထဲမှာတရုတ်စကားပြောတဲ့သူတွေပါတယ်လို့လည်းသိရပါတယ်။မြန်မာနိုင်ငံကရတဲ့စီးရင်ရ2025အေပြီလ23ရက်နေ့ကနေမေလ21ရက်နေ့အထိလာရှုမြို့ဘက်အထင်ကရနေရာတွေမှာဓမြတိုက်မှုနဲ့လူရဲမှုအနည်းဆုံး၈ကြိမ်အထိဖြစ်ခဲ့ပါတယ်။ဓမြတိုက်မှုတွေပိုဆိုးလာတာကြောင့်ညာဘက်မှာစိတ်ချလက်ချအိတ်လို့မရနိုင်ကြောင်းအသက်50ရွယ်လာရှုမြို့ကန်မြို့သားတို့ကဆိုပါတယ်။ပေါင်းချမ်းတလားမင်းနဲ့ကိုလီတော်မှညအိတ်ပေါင်းမပြားရဲဘူးကြောက်တယ်ဗျ။ တိုက်တဲ့သမားလေးကလည်းအများအားဖြင့်ကတနတ်လေးကြီးနဲ့ဗျရောက်လေကြီးပဲအဲဒီရင်တယောက်တည်းတိုက်တာမဟုတ်ဘူးအုံစုလိုက်လာတာဗျ၃ယောက်လေး၄ယောက်လေး၅ယောက်လေးအဲ့လိုမျိုးတွေဆိုတော့ကိုယ်တွေလည်းကြောက်နေရတာပဲသူ့တော်ဘုံနေ့တိုင်းလိုလိုဖြစ်နေရဟာဒီကလိုင်းပေါ်မှာရှောက်တည်နေတာမဟုတ်တကယ်တကယ်လာရှုမှာတကယ်ဝဲလိုဖြစ်နေစဉ်းစားကြည့်လေကျန်ရဲဆန်းတိုက်တန်းမှာတော့အမတိရဲဆန်းတိုက်တန်းမှာတော့နေ့လေတောင်းတော့နာနာတိုက်သွားတယ်ဆိုတော့စဉ်းစားကြည့်ပေါ့အဲ့ဒါကိုကြည့်ချင်းအားဖြင့်ကဘာလုံးချုံမှုရှိလဲကျွန်တော်ပြောတာ ပြီးခဲ့တဲ့ဧပြီလ22ရက်နေ့မှာစစ်ကောင်စီတပ်တွေလိုင်းရှိုးကိုပြန်ဝင်လာပြီးတဲ့နောက်နောက်ထပ်ညနေကစပြီးတော့ဓမြတိုက်မှုတွေစတိုက်ဖြစ်လာတယ်လို့လည်းမြို့ကန်တွေကဆိုပါတယ်။လိုင်းရှိုးမျိုးကိုပြန်လွှဲယူခဲ့တဲ့စစ်ကောင်စီအနေနဲ့မျိုးရင်းဌာနဆိုင်ရာယုံစေယုံကြောင်းစတဲ့အုတ်ချုပ်ရေးရန်တွေရည်လက်ပတ်နိုင်အောင်အာရုံစိုက်နေပြီးမျိုးရင်းလုံခြုံရေးအာရုံစိုက်မှုနေပါကြောင်းစစ်ကောင်စီအုတ်ချုပ်ရေးပိုင်းနဲ့နှိစက်သူတချို့ကလည်းပြောပါတယ်။ဓမြတိုက်မှုဖြစ်စဉ်တွေနဲ့ပတ်သက်ပြီးစစ်ကောင်စီအုပ်ချုပ်ရေးပိုင်းကခေါ်ယူတဲ့အစည်းအဝေးတွေမှာမြို့ကန်တွေကတင်ပြထားတယ်လို့လည်း အစည်းအဝေးတက်ခဲ့တဲ့မြို့ကန်တယောက်က ပြောပြပါဗျာမြို့ခြေဆိုင်တက်တွေ yes ခန်းဒီမှာစစ်ကောင်စီလက်အောက်ခန်းဒီကပျက်စီးနေတာတွေကိုပြန်ပြုတ်ပြီးနေထိုင်ကြရတယ်လဲတွေ့ရကြောင်းလာရှိုးမြို့ကန်မြို့သမီးတူကမြန်မာနောင်းကိုပြောပြီးတော့လူရဲမှုတွေအပြင်စစ်မှုထမ်းစုဆောင်းခံရမှာကိုပါဒေတာခန်းနေစိုးရင်ကြောက်လန့်နေကြတယ်လို့သူမကဆက်ပြောပြပါဗျာကိုဆိုလူနိုင်တာတွေကတော့အခုနေ့တိုင်းကိုမှတရက်ကုန်ငါခါလောက်ပေါ့နော်ငါးချိန်လောက်ကြာရတယ်ပေါ့ အဲဒီတရက်ကွာဒီတရက်ကွာတရက်ကွာဒီတရက်ကွာပေါ့နော်အဲ့လိုမျိုးစက်တိုက်တူတစ်ချိန်တက်လာရဲဆိုလို့ရှိရင်ငါချိန်ထပ်မနေဘူးပေါ့အဲ့လိုပြောလို့ရတယ်ဒီနောက်ရဲစခန်းနေဘူးဘာရီမှာကြောက်အဲမက်နစ်ကတော့ ठी အတူရဲ့နောက်ဖက်ကထိထားတာများတယ်အတွင်းထဲကလည်းအဲဆုပ်ပြတ်တတ်ထားတယ်ဆိုတော့အဲ့ဒီအထင်းမှလည်းနေတာတွေတော့တွေ့တယ်ပြီးရင်ဒီရဲဂိတာတို့အဲအမအဲရဲခရိုင်ယုံတို့ရဲခရိုင်ယုံတို့ပေါ့နော်အမဒီလေအဲယူနီဖောင်းဘုတ်တွေနဲ့တွေ့တွေ့တယ်ပေါ့ ကိုကန် MNDA တက်ကလမ်းရှုပ်ကိုမသိမ်းပတ်ခင်2023နှစ်စံပိုင်းကနေ2024ဇူလိုင်လအထိမြို့ပေါ်မှာဓားမြတိုက်ခံရတာမြို့ခံလုပ်ငန်းရှင်တွေပြန်ပြီးဆွဲခံရတာဒီခက်စစ်စစ်ဖြစ်ခဲ့ပါတယ်။ပြည်မှုကျွလွန်သူတွေထဲမှာစစ်ကောင်စီလက်အောက်ခံတရုတ်စကပြောပြည်သူစစ်တပ်ဖွဲ့ဝင်တွေပါဝင်ခဲ့ပြီးအဲ့ဒီသူတချို့ကို MNDA ကဖမ်းဆီးခဲ့ကာလာရှိုးနဲ့လောက်ကင်မြို့တွေမှာလူများရှိမှတည်တံစီရင်ခဲ့ပါတယ်။လာရှိုးချင်းနေနဲ့ပတ်သက်ပြီးဘလို့ဆက်လုပ်ကြမလဲဆိုတာကိုအခုရပိုင်းကုမင်းဆွေးနွေးပွဲပြီးမှသာသိနိုင်မယ်လို့လည်း လာရှိုးခြေဆိုင် MNDA ထိပ်ပိုင်းခေါင်းဆောင်တူကပြောထားပါတယ်ခင်ဗျာ